မင်္ဂလာပါကြိုဆိုပါရစေဒီဗီဒီယိုစီးရီးတွေမှာတော့သင် week အစအတော့အကျိုးခံစားခွင့်တွေကိုအကောင်းဆုံးအသုံးချနိုင်မယ့်နည်းလမ်းတွေကိုပြသပေးသွားပါမယ်ဒီနေ့မှာတော့သင်တို့မိသားစုရွေးချယ်ဝယ်ယူနိုင်အောင်ပံ့ပိုးပေးထားတဲ့အာဟာရဓာတ်ကျွေးဝါးတွေငားတွေအကြောင်းလေ့လာကြည့်ကြပါမယ်ကဲစလိုက်ကြရအောင် week ကပံ့ပိုးပေးတဲ့စီသွန်ငါးတန်တာအသုံးမျိုးရှိပါတယ်တူနာပန်းရောင်ဆဲလမုန်နဲ့စာတင်းငားတွေပါ ူနာဆလမွန်နဲ့စာတိန်ငါးတွေမှာပရိုတိန်းဓာတ်အိုမီဂါ3နဲ့အိုမီဂါ6ဖက်တီအက်ဆစ်ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်ဗိုက်တာမင် D ဗိုက်တာမင် B12 ကိုလင်းဓာတ်တန်ဓာတ်နဲ့အိုင်ယိုနင်းဓာတ်တွေဖြစ်ပါတယ်သင်ဝိကအစားအသောက်အကျိုးခံစားခွင့်တွေကိုသုံးပြီးသင်တို့မိသားစုအတွက်စီးသွင်းကားတက်တာဝယ်နိုင်မဲ့နီလာနေကိုသုံးသပ်ကြည့်ကြပါမယ်။ဒါကသင်မိသားစုအတွက်လက်ကျန်စည်ရင်းချုပ်ဖြစ်မယ်လို့စိတ်ကူးကြည့်လိုက်ပါ ီတန်းမှာ000တူနာဆယ်လမွန်စာတင်းဆို ဖော်ပြထားပါတယ်။ထုတ်ပေးပြီးကော်လမ်မှာစီတော့၅တက်တာ24အောင်စာထုတ်ပေးပြီးလို့ပြနေပြီ။ရနိုင်သောကော်လမ်မှာ24အောင်စာဝယ်ယူနိုင်ကြောင်းပြသနေပါတယ်။ဒီအစားအသောက်စင်းလက်ကျန်ကို Easy Wake App မှာလည်းကြည့်ရှုနိုင်ပါတယ်။ E-Wake ကလက်ကျန်စင်းမှာတူနာ၊ဆယ်လမွန်၊စာဒင်24အောင်စားလို့ပြနေပါတယ်။ ။ရနိုင်သေးတဲ့အောင်စတွေကိုကုံစုံဆိုင်မှာဖြစ်စည်းဝယ်တဲ့အခါအတိတ်လုပ်ပြီးမှဖြစ်ပါတယ်။တဲ့အစားတော့စင်းလက်ကြံကိုသင် wick စေကံသို့မဟုတ် easy wick ကပံပိုးပေးတဲ့မိသားစု လက်ကြံစင်းကြုံမှာစစ်ကြည့်လိုက်ပါ။ဒါလို့ဆိုသင်စည်းကောင်းကောင်းဝယ်လို့ရပါပြီ။ ဝယ်နိုင်မဲ့စီတော့၅သစ်သားအမျိုးအစားတွေကိုကြည်လိုက်ကြရအောင်။သူနာငါးကနေစကြည့်ပါမယ်။ဝိတ်အစားအသောက်အကျိုးခန်းစားခွင့်တွေကကယ်လိုရီနဲ့အစီလျှော့ပုံမှန်သို့မဟုတ်စားဖို့လိုအညွန့်တက်ထားတဲ့ငါးအရသာတည်သန့်သို့မဟုတ် အနံ့အရသာဖြည့်စွက်ထားတဲ့ဘဲငါးသစ်သားတစ်စိတ်ကိုမဆိုးဝယ်ယူခွင့်ပေးပါရစေ။ ပန်းရောင်ဆလမွန်ငါဆိုရင်တော့ပုံမှန်တို့မဟုတ်စားဖို့ကိုငါအရတာတည်တဲ့တို့မဟုတ် အနံ့ရတာဖြည့်စွက်ထားတဲ့ဒေတစိတ်ကိုမစိုးဝယ်လို့ရပါတယ်။သူနာတို့မဟုတ်ပန်းရောင်ဆလမွန်ငါတွေကိုသင်ဝိကအစားအသောက်အကျိုးခံစားပွဲမှာပေါ်ပြထားတဲ့ပမာဏအထိဘူးခွက်အိတ်တို့မဟုတ်ဖန်မှုတွေနဲ့ဝယ်ယူနိုင်ပါတယ်။စားရင်းငါတွေအတွက်ကတော့အနံ့ရတာထည့်ထားတဲ့ဟင်းခတ်အမွေးကြိုင်းထည့်ထားတဲ့ သုံးဒရမခွန်ငါအောင်စားသို့မဟုတ်ငါအရသာတီးသန့်ဖဲတစိမ့်မစိုးဝယ်ယူနိုင်ပါတယ်။နောက်ထပ်အချက်လက်တွေအတွက်အစားအသောက်စရင်းကို Easy Wake App မှာကြည့်ပါ။ဒါမှမဟုတ် easywakefoodlist.com website မှာကြည့်ပါ။စောစောကနမူနာအကြောင်းပြန်လည်သုံးသပ်ကြည့်ကြပါမယ်။မိသားစုစရင်းလက်ကျန်စရင်းကြုံနဲ့ Ewick ကလက်ချံစင်းမှာငါးသစ်သား24အောင်စာဝေယူလို့ရတယ်လို့ပြပါတယ်။ရရှိနိုင်တဲ့ Wick အစားအသောက်အကျိုးခံစား권တွေကိုသုံးပြီးမတူညီတဲ့စီသွန်ငါးတွေပေါင်းဝယ်လို့ရနိုင်မယ်။ဤရန်အချို့ကိုအဲ့ဒီနမူနာအသုံးပြုပြီးပြသပေးသွားပါမယ်။ခံစား권အလုံးကိုကုံစုံဆိုင်တစ်ဆိုင်တည်းကနေမဝယ်ယူလဲဖြစ်ပါတယ်။အကျိုးခံစား권ရနိုင်တဲ့လအတွင်းအချိန်မရွေးဝယ်ယူနိုင်ပါတယ်။ပန်းရောင်ဆယ်လမွန်က6အောင်စာ4ဘူးဝယ်လို့ရနိုင်ပါတယ်။ တော့မဟုတ်သူနာငါဆက်နာအောင်စားတပူနဲ့အပန်းရောင်ဆက်လမုံငါ6အောင်စားနှစ်ပူဝယ်လို့ရပါတယ်။နောက်ထပ်ရွေးချယ်နိုင်တာကတော့သူနာငါ3အောင်စားတပူဆက်လမုံငါ6အောင်စားတပူနဲ့စာဒင်ငါ3.85ငါအောင်စား4ပူပါ။ဒီပစ္စည်းတွေကိုသင့်ဈေးဝယ်လဲတဲ့မထည့ခင်မှာငါသစ်သားဘူးကအစားအသောက်အကျိုးခံစား권နိုင်မှာမပါဝင်တာကိုသတိရပေးပါ။တို့ပြင်စတိုးဆိုင်တိုင်းတွင်လည်းအမှတ်တရစိတ်အလုံးကိုတင်း၍ရောင်းချခြင်းမရှိပါ ဒီအချက်လက်တွေကအသင်ကုံဆောင်ဝယ်ယူမှုအတွေ့အကြုံကိုတိုးတက်စေမယ်လို့မျှော်လင့်ပါတယ်။ဈေးဝယ်ထွက်နေခိုင်အစားအသောက်တွေအကြောင်းမေးမြန်းလိုပါကအရီဇုန်းနားပြည်နယ်ဝစ်ဈေးဝယ်သူများအကူအညီဖုန်းလိုင်0866 920839သို့ဆက်သွယ်ပါသို့မဟုတ် AZWIC Shoppers Helpline @azdhs.gov တို့တွားရောက်ပါ အစားအသောက်စင်သို့မဟုတ် e-wick အကျိုးခံစား권တွေကိုအသုံးချနည်းအကြောင်းမေးမြန်းလိုပါကသင့်ဒေသအတွင်း wick စည်းကမ်းနဲ့ဆက်သွယ်ပါ